တင်ဆက်ပေးမယ့်သတင်းကတော့တပည့်ကြီးဝင်နှကောင်ပြပြီးတော့တပြားတိုင်မှုဖြစ်ပွားခဲ့တဲ့သတင်းပဲဖြစ်ပါတယ်မီနီမတ်ကတ်တစ်ခုမှာစပယ်ကြီးမွန်းနှကောင်ထုတ်ပြပြီးတော့ဓညတိုက်ခဲ့တယ်။သူစားနေမတိုင်းမှုတကူအမေရိကန်နိုင်ငံတက်နက်စီပြည်နယ်မှာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ တနက်စီပြည်နယ်တွေကမက်ဒီဆီခိုင်ထဲမှာဖွင့်လှစ်ထားတယ်။စီကိုမီနီမာကတ်တခုမှပြပွားခဲ့တာဖြစ်ပြီးတော့လူငယ်လေးဦးဟာကောက်နာမှာစပယ်ကြီးမွေးတွေကိုထုတ်ပြပြီးတော့သူတို့ကားထဲကိုထည့်ထားတဲ့စီပိုအမေရိကန်ဒေါ်လာ၄၀၀မပေးဘူးနဲ့တခြားတမိုးကြီးပစ္စည်းတချို့ယူဆောင်ဖို့အတွက်ဓမြတိုက်ခဲ့တာပဲဖြစ်ပါတယ်။လွန်ကျဲကင်မရာမှတ်တမ်းတွေမှာလူငယ်မျိုးသားနှစ်ဦးနဲ့အမျိုးသမီးတအူးတို့ကကောင်နာမှာတာဝန်ကြားရတဲ့သူကိုစပယ်ကြီးမွေထုတ်ပြပြီးတော့ရှောင်းလန်တမတ်တိုက်နေတဲ့ပုံရိပ်တွေကိုစစ်ဆေးတွေ့ရှိခဲ့ပါတယ်။ မြတ်တိုက်ရမှာပါဝင်ခဲ့တဲ့အမျိုးသမီးရာလုံခြုံရေးကင်မရာတွေကိုတတိထားမိသွားပြီးတော့စပယ်ကြီးမှုတွေနဲ့ရှောက်လန်းပြီးတော့လုံခြုံရေးကင်မရာတွေကိုပိတ်ဖို့အတွက်ပြောနေတာတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်။တမန်တရားမှာတုံ့ပြုခဲ့တဲ့စပယ်ကြီးမှုတွေဟာအာဖရိကမျိုးစပယ်ကြီးမှုတွေဖြစ်ပြီးတော့အစိမ့်မရှိတဲ့ဝင်မျိုးစားဖြစ်တယ်လို့သိရပါဗျ။ဒီသတင်းတော့ရင်းချအောင်ပါပြပို့လာပါဗျ။